လူတွေကလေတိခန့်လောအာကြီးရင်အာတယ်ထုံတယ်လို့ထင်ကြတယ်ဒီလူဟာအတော့မကြပါဘူးလို့ထင်ကြတယ်အဲ့တော့တိခန့်နေတယ်ဆိုတာကအကြောင်းတရားတွေအများကြီးရှိတယ်ဘာကြောင့်တိခန့်ရတာလဲဆိုတဲ့အကြောင်းတွေရှိတယ်နံပါတ်1ချက်တချို့ကအရန်ချစ်လွန်းလို့တိခန့်တယ်အရန်တန်ဖိုးထားလွန်းတဲ့အတွက်ကြောင့် ဘာပဲဖြစ်နေဖြစ်နေတီးခံတယ်အဲ့ဒီလိုချစ်လွန်းလို့တီးခံတာကိုသိတဲ့အခါအော်ငါ့ကိုချစ်လို့တီးခံတာပါလားဆိုတဲ့အတွေးမဝင်ဘူးဘာလို့လဲငါဘာလို့လို့ရပါတယ်ဆိုတဲ့အတွေးဝင်သွားတယ်မကောင်းတဲ့ဘက်ကိုရောက်သွားတယ်အဲ့တော့နောက်တစ်ခါကကိုယ်ပေါ်မှာကျေးဇူးရှိတဲ့လူတွေကျေးဇူးရှင်တွေကိုလည်းတီးခံတယ်ကျေးဇူးရှိတဲ့အတွက်ကြောင့်တီးခံပေးတဲ့အခါကျတော့ တဖက်လူကဘလို့ပြန်တွေးလာလဲဆိုတော့ငါကျေးဇူးတွေသူတို့ပေါ်မှာအများကြီးရှိတယ်ငါဘလို့ပဲနှိမ်နှိမ်ငါဘာပဲလှုပ်လှုပ်ငါဘလို့ပဲဆက်ဆံဆက်ဆံရတယ်ဆိုတဲ့အချိုးမျိုးနဲ့အနိုင်ကျင့်နဲ့နှိမ်ချဆက်ဆံခံရတယ်နောက်တစ်ခုမကင်းရမကင်းကြောင်းနေဖြစ်နေတဲ့အခါစီးပွားရေးပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ်အဲ့ဒီလိုမကင်းရမကင်းကြောင်းလေးတွေဖြစ်နေတဲ့အခါမျိုးမှာလဲတိခန့်ရပြန်တယ် ါပေမဲ့တစ်ဖက်လူကတော့ငါနဲ့မကင်းပါဘူးငါမရှိရင်ငါနဲ့သာမဟုတ်ရင်ဆိုတဲ့အတွေးနဲ့ဒီကောင်းလေးဒုက္ခရောက်มาပဲဆိုပြီးတော့မှကိုယ့်ကိုအထင်သေးအမြင်သေးဆက်ဆံတတ်ပြန်သေးတယ်ဘလို့အကြောင်းတရားတွေကြောင့်ပဲတိခန့်တိခန့်တိခန့်ခြင်းဆိုတာရဲ့တစ်ဖက်မှာအတိုင်းအတာတစ်ခုတော့ရှိပါတယ်ဒါကိုတော့မမေ့ကြပါနဲ့။ဘာကြောင့်လဲဆိုတော့ တို့အားလုံးကပုထုဇဉ်တွေပဲလေအခုမှနှုတ်ညံ့ယဉ်ကျေးဖို့ချိုသာဖို့ပျော့ပြောင်းဖို့အတွက်ကိုငြိမ်းချမ်းဖို့အတွက်ကိုစူးစမ်းနေတော့မှရှိသေးတယ်လုံးဝငြိမ်းချမ်းသွားတဲ့တရားရနေတဲ့လူတွေမဟုတ်သေးဘူးဒါကြောင့်သေမခံနိုင်တော့တဲ့အဆုံးမှာအချိန်မရွေး ပောက်ကွဲထွက်လာတတ်တယ်ဒါကိုသတိထားရလိမ့်မယ်အဲ့ဒီတော့သီးခံလို့သီးခံလို့ဒီလိုပဲနေလာတဲ့အခါကျတော့လေအာတယ် အသုံးမကျဘူးလို့ထင်မြန်တယ်။အဲ့ဒီတော့သေးမခံနိုင်တော့တဲ့အဆုံးမှာပြန်ပြီးတော့မှ တိုက်ခိုက်တယ်ပြန်ပြောတယ်ပြန်ပြီးတော့ရန်တွေးတဲ့အခါကျတော့လေရိုင်းတယ်ဆိုတဲ့ခေါင်းစဉ်အောက်ကိုကိုယ့်ကိုပဲဆွဲသွင်းလိုက်ကြပြန်တယ်လူတွေရဲ့သဘောကတော့နားလည်ထားဖို့လိုတယ်လေတီးခံရင်အရတယ်လို့ထင်တယ် မှန်နေလို့တီးခံနေတာငြိမ်နေတာလို့ထင်တယ်အသုံးမကျဘူးလို့ထင်တယ်တိမခံနိုင်လို့ခွန်းတုံပြန်ပြီးတော့မှပြန်ရန်တွေ့တဲ့ပြန်ပြောတဲ့အခါကျတော့အဲ့ဒီခံစားချက်တွေပွန့်ထွက်လာတဲ့အခါကျတော့တိတ်ရိုင်းတာပဲဆိုတဲ့ခေါင်းစဉ်အောက်ကိုထည့်လိုက်ကြပြန်တယ်။အဲ့ဒီတော့လူတွေရဲ့သဘာဝကိုနားလည်ထားရင်တော့ငြင်းချမ်းပါပဲ။အဲ့ဒီတော့သူတို့ကိုယ့်အပေါ်ကိုဘလောက်ပဲဘာပဲဖြစ်နေဖြစ်နေကိုကသဘာဝတရားကိုသိဖို့လိုတယ် တဘာဝတရားကဘာလဲလို့ဆိုရင်အဲ့လိုမျိုးတွေကြုံလာတာအတိုင်းပါဒါလေးတစ်ခုပဲတွေးကြည့်လိုက်ပါတိတ်မကြာခင်အချိန်အတွင်းမှာအရာအလုံးဟာပျောက်ကွယ်သွားရတော့မှာခွဲခွာသွားကြရမှာလက်လွတ်ကြရမှာလို့တွေးကြည့်လိုက်ပါအဲ့ဒီလို တွေးကြည့်လိုက်တဲ့အခါမမြဲတဲ့သဘောတွေဆင်းရဲတဲ့သဘောတွေအဆိုးမရတဲ့သဘောတွေကိုတွေ့မြင်လာရတယ် အဲ့ဒီလိုမြင်လိုက်တဲ့အမြင် သိလိုက်ရတဲ့အသည့်လေးကကိုဘဝကိုပြောင်းလဲသွားစေလိမ့်မယ်အေးချမ်းသွားစေလိမ့်မယ်ပေါ်ပါသွားစေလိမ့်မယ်အဲ့လိုမှမဟုတ်ဘဲနဲ့လူတွေရဲ့အလိုကျလိုက်နေနေရင်တော့ကိုကကိုမဟုတ်တော့ဘူးသူများအကြိုက်ဖြစ်သွားပြီဒါကြောင့်ကိုရဲ့ဘဝရဲ့လက်ချံအချိန်တွေမှာကိုကိုကိုပဲစုံးပါပါကိုကိုကိုပဲပြုပြင်ပါကိုကိုကိုပြောရွှင်အောင်နေပါ ကိုကိုကိုနှလုံးစိတ်ဝမ်းငြိမ်းချမ်းအောင်တွေးပါကြင်ပါလက်တွေ့အကောင်အထည်ဖော်ပါလို့ပြောလိုက်ပါရစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ